ျွန်တော်မိတ်ဆွေတွေထဲမှာဝိဇာဇောကြီးတပတိဆိုတဲ့ပုဂ္ဂိုလ်တွေကိုတိတဲ့လူအတော်များများရှိကြပါတယ်။ဒါပေမဲ့အဲ့ဒီဝိဇာဇောကြီးတပတိတွေဟာဘလို့တကူတိတ်တိတွေရှိနေတယ်ဆိုတာကိုတော့တိတိကျကျသိတဲ့သူနဲကောင်းနေပါလိမ့်မယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးမှာဝိဇာဇောကြီးတပတိတွေရဲ့အကြောင်းနဲ့အဲ့ဒီဝိဇာပုဂ္ဂိုလ်တွေရဲ့တကူတိတ်တိစွမ်းအားတွေကိုကြံ့ခံနဲ့ထောက်ရှုပြီးတင်ဆက်ပေးပါမယ်။ဝိဇာဆိုတဲ့စကားလုံးကိုမန္တန်အတက်၊အင်းအတက်၊စီးအတက်၊တန်အတက် ပြဓာအတက်စတဲ့အတက်ပညာတွေမှာကျွမ်းကျင်ပြီးကောင်းကင်ပြန်ခြင်းမြေရှိုးခြင်းကိုပြောက်ခြင်းစတဲ့တကောမျိုးမျိုးရရှိတဲ့ပုံကိုလို့အတိတ်ပဲဖွင့်ဆိုကြပါတယ်ထွက်ရလန်းဆိုတာကပြဓာအတန်စတာတွေကိုတေအောင်လုတ်တဲ့အကိယနီလန်ဝိဇာဝိဇတုဖြစ်အောင်လုတ်တဲ့နီလန်အဲ့ဒီနီလန်နဲ့ပေါ့မြောက်အောင်မြင်သွားသူတွေကိုဝိဇာဝိဇတုရဲ့လို့ခေါ်ကြပါတယ်တနည်းအားဖြင့်တော့ထွက်ရပေါက်ပုတ်ကိုပုတ်ကိုသူစသဖြင့်ခေါ်ကြတာပေါ့ မြန်မာစာအပိဒံထဲမှာတပတိကိုကိလေသာခန်းချောက်သူချိုးချံကျင့်ကြံသူယတိလို့ဖွင့်ဆိုထားပြီးဇောကြီးကိုမိုးပြန်အတက်ညေရှိုးအတက် စေဝမနိယအတက်စရာရီမှာကျွမ်းကျင်သူလို့အနက်ပေးထားပါတယ်တပတိဆိုတာကရေငုံမီးလုံးဇဲခတ်စတဲ့အကျင့်တွေနဲ့တိတ်တိမပေါ့မချင်းခက်ခက်ချမ်းချမ်းတဲတဲချမ်းချမ်းကျင့်ကြံအားထုတ်သူတွေကိုခေါ်ပါတယ်တပတိဆိုတာကဇောကြီးအပါဝင်ဖြစ်တာကများတယ် တပတိတိုင်းကဇောကြီးမဟုတ်ကြပါနဲ့ဇောကြီးတိုင်းဟာတပတိအဖြစ်များကြတယ်ဇောကြီးတို့ဟာပုံနာရီလိုဗေဒင်လက္ခဏာအတိတ်နမိတ်တပေါင်းစနီးညီချံအတန်စတဲ့ရှထရအတက်တွေကိုတက်ကျွမ်းကြတယ်လို့ဆိုကြတယ်တချို့ကလည်းဇောကြီးဆိုတာလောကီသိတ္တိ၁၀ပါးလုံးကိုတော့၎င်းအချို့တဝက်ကိုတော့လကောင်းပေါမြောက်သူတွေဖြစ်ကြပြီးအဲ့ဒီရရှိထားတဲ့သိတိတွေဟာအချိန်မရွေးပျောက်ပြတ်ဖို့လွယ်ကူတာကြောင့်လူသူနဲ့ဝေးရာတောတောင်တွေထဲမှာ ိုလုံးမိတင်းနေထိုင်တတ်ကြသလိုမြေလျှောက်ဝိဇ္ဇာများအဖြစ်လူများနဲ့ရောဆုံနေထိုင်ကြပါတယ်။ဝိဇ္ဇတုံများနဲ့ဖူဝင်ခြင်းပညာစင်တက်ခြင်းစရာတွေကိုတော့မပြည့်ရသေးကြောင်းဆိုကြပါတယ်။မုံရွာဇေတဝန်ဆရာတော်ဘုရားကြီးရဲ့တမနာစကုဒီပနီကျမ်းထဲမှာကတော့ဇောကြီးတို့သည်တောရမီသောမန္တန်၊ဂန္နာယမီသောမန္တန်နှင့်လျော်သောယုဒိကာမီသောစေဤမနစေနှစ်ပါးကိုတတ်မှဝိဇ္ဇတို့အဖြစ်ပြီးမြောက်ခြင်းကိုရောက်သည်လို့ဖော်ပြထားပါတယ်။ တပတိနဲ့ဇော်ဂျီရီဟာဝိဇာအဆင့်ကိုမရောက်သေးမီဇော်ဂျီတို့ဟာတောရမန်တန်ဂန်နာယီမန်တန်ရူဒီဂါစီစာရာရီနဲ့ပြည်စုံကျွမ်းကျင်မှာဝိဇာအဆင့်ရောက်တယ်လို့ဆိုလိုရင်းဖြစ်ပါတယ်ဝိဇာရီဟာဇော်ဂျီချက်တာလွန်နဲ့စွမ်းရည်တိတ်တိတကူတွေရှိကြပါတယ်အဲ့ဒီတိတ်တိ၁၀မျိုးက အာရောဂျတိတ်တိယောဂကင်းခြင်းယောဗနတိတ်တိမအိုခြင်းအာယုတိတ်တိအသက်ရှည်ခြင်းကာယတိတ်တိလက်နက်ဘေးမှကင်းခြင်း ပိယတိတ်ဒီအများချစ်ခင်ခြင်းဒနတိတ်ဒီရွှေငွေယတနာပေါများခြင်းပထဝီတိတ်ဒီမြေကျော်ရှုံခြင်းဥဒကတိတ်ဒီရေပေါ်မှာသွာလာနိုင်ခြင်းကာယတိတ်ဒီကောင်းငင်မှာသွာလာနိုင်ခြင်းအိတ်ဒီဝိဒတိတ်ဒီတကိုးမျိုးစုံပြနိုင်ခြင်းတို့ပဲဖြစ်ပါတယ်အဲ့ဒီတိတ်ဒီတွေကိုရရှိပိုင်ဆိုင်ကြတဲ့ဝိဇ္ဇတို့အမျိုးမျိုးအထွေထွေရှိကြောင်းလဲလေဒီဆီယာရောဖျားကြီးရဲ့ဝိဇ္ဇာမကဒီပနီချမ်းထဲမှာပြဆိုထားပါတယ်ပြဆိုထားပုံကတော့ ဝေဒဝိဇ္ဇတုဘေဒင်လေးရကျွမ်းကျင်ပေါရောက်သူဂန္ဓာယီဝိဇ္ဇတုစေအင်းစမပြတာတန်စတဲ့ထွက်ရလန်းအတက်တို့ကိုကျွမ်းကျင်ပေါမြောက်ပြီးနတ်တို့အလားတကိုးသိတိပြည့်စုံသူလောကီယဝိဇ္ဇတုကတိုင်ပရိပါကနမိတ်စရာရိကိုကျင့်ကြံအားထုတ်လို့ရတဲ့ဇာနာဣတိဝိဒအဘိညာဉ်တို့ရအပ်တဲ့ပုဂ္ဂိုလ်အရိယဝိဇ္ဇတုဘုဒ္ဓဒေသနာလာမဲ့ရောက်ဖူရောက်အရိယသူတော်စင်ပုဂ္ဂိုလ်လို့ ေါ်ပြထားတာကိုတွေ့ရှိရပါတယ်။တာမန်လူသားဘဝကနေနီးမှန်လမ်းမှန်စ조사အားထုတ်ပြီးဇော်ကြီးဇော်ကြီးအဖြစ်မှဝိဇ္ဇတိုအဆင့်ကိုကူးပြောင်းနိုင်ခဲ့ရင်အချို့သောကျန်းကန်တွေမှာတော့ဝိဇ္ဇတိုအဖြစ်ရောက်တော်သူရဲ့ရူပနိကေအဆင့်ကအသားရည်တို့သည်ရွှေအဆင့်နဲ့တူ၏ခြေသည်လက်သည်မျက်လုံးတို့ကဗရမ ्या ကြောင့်နေနဲ့တူ၏ဝိဇ္ဇာသုံးပါးအတန်ယုကဇိုးဘုံမဇိုးအတက်တို့ကိုအကုန်တက်၏ ရှေ့90နောက်90ဘဝများကိုသိမြင်နိုင်၏လို့ဖော်ပြထားပါတယ်။နတ်တို့ရဲ့ပုံညတမာယကာမဝိပါကဇတိတိဟုသော တကိုးကိုပင် လွှမ်းမိုးနိုင်စွာရှိတဲ့ဝိဇာမဟိတိတကိုးကိုဖြစ်စေတတ်တာကြောင့်အချို့နတ်တို့ကမလိုမုံတီးပြီးအသက်ခန္ဓာပညာတို့ကိုနှောက်ယှက်ဖြည့်ဆည်းတတ်သဖြင့်တိလစရဏပညာတမာတိအရာတို့ကိုခိုင်မာပြည့်စုံစေပြီးနတ်တို့ရဲ့ချစ်ခင်မျက်နှာမှုတွေကိုရယူကမိဖွဲ့ဖော်ဆောင်မှုတွေပြုလုပ်တဲ့ကြောင်းအထူးညွှန်ကြားထားပါတယ်။ ဒါကြောင့်ဝိဇ္ဇတို့အတက်ဟာစိတ်နာမယတိတ်တိအဆရှိတဲ့တိတ်တိတွေပေါက်ရောက်နေတော့နတ်တွေရဲ့ကမစိတ်တိတကူအဘိညာဉ်တကူနဲ့ပုညစိတ်တိတကူတူဆွမ်းနေအတက်ပညာများပဲဖြစ်ပါတယ်။ပြဒဝိဇ္ဇာ၊တန်ဝိဇ္ဇာ၊စေဝိဇ္ဇာ၊မန္တဝိဇ္ဇာတို့မှလည်းပြဒဝိဇ္ဇာဟာခွန်အားပလနဲ့ပြည့်စုံတယ်၊တိတ်တိ၅ပါးဆောင်နိုင်တယ်၊နာနာရုပ်အတက်၊စေဝအတက်ကိုကျွမ်းကျင်တယ်၊ဘဝဟောင်းဘဝတက်ကိုတည်ပြီးတတန်၃000အထိနေနိုင်ကြတယ် ိုချင်းနာချင်းကင်းပြီးအချိန်တထောင်လေးတဲ့ဝန်ကိုဆောင်ပြီးအမြင့်ခွနယူဇနာဆောင်နဲ့တောင်ကိုတက်နိုင်တယ်။ခွနယူဇနာခီးကိုတနအိနဲ့ရောက်နိုင်တယ်။ကောင်းကင်အမြင့်ခွနယူဇနာခီးအထိပြန်တက်နိုင်တယ်။ဆေးဝိဇာဟာအလုံးစုံသောဆေးအတက်ကိုတက်မြောက်တယ်။နာနာရုပ်အပါဝင်ပညာရပ်ပေါင်းတထောင်ကိုတက်မြောက်တယ်။တတ်တန်း2000ခွဲအထိနေရတယ်။အိုနာကင်းပြီးနုပြိုချမ်းပါတယ်။အချိန်တထောင်ဝန်ကိုဆောင်လျက်ငါးယူဇနာအမြင့်ကိုတက်နိုင်တယ်။ ငါးယူဇနာခရီးကိုတနိုင်နဲ့သွားနိုင်တယ်။ကောင်းကင်အမြင့်ငါးယူဇနာခရီးအထိပြန်တက်နိုင်တယ်။ဒါကတော့စေဝိဇ္ဇာအကြောင်းပါ။မန္တန်ဝိဇ္ဇာဟာအထူးထူးသောမန္တန်ဂါရများစွာကိုတက်မြောက်တဲ့ကာယတိတ်တိဗလတိတ်တိအာကာသတိတ်တိရှိန်းစာရအတန်စရာရီမှာ အထူးပြည့်စုံတယ်။တတန်းတထောင်ခွဲအထိနေရတယ်။ရှေ့ပြင်နောက်ပြင်ကိုသိတယ်။အချင်းတထောင်လေးတဲ့ဝန်ကိုဆောင်ပြီးနှစ်ယူဇနာအမြင့်ကိုတက်နိုင်တယ်။နှစ်ယူဇနာခရီးကိုတနိုင်နဲ့သွားနိုင်တယ်။ တန်ဝိဇ္ဇရောဟာခွန်အားပလနဲ့ပြည့်စုံတယ်။ဝါယောတိတ်တိအာကာသတိတ်တိတွေကိုထူးချွန်တယ်။ဘေးရင်လေးပုံတက်ကြွန်းပြီးရှေးနောက်ခုနှစ်ဘဝကိုသိမြင်တယ်။တက်တန်း9000တွင်ရတယ်။အိုချင်းကိုတားမြင့်နိုင်တယ်။အချင်း1400ဝန်းကိုဆောင်ပြီးခုနှစ်ယူဇနာအမြင့်ကိုတက်နိုင်တယ်။ယူဇနာတရာခီးကိုတနိုင်နဲ့ရောက်နိုင်တယ်။အထက်အမြင့်9ယူဇနာအထိပြန်တက်နိုင်တယ်။ဝိဇ္ဇရောများကိုခြုံငုံသုံးသက်ရရင်လောကုတ္တရာဝိဇ္ဇာလို့ဆိုတဲ့အရိယာဝိဇ္ဇရောနဲ့ ဗုဒ္ဓဝိဇ္ဇတို့တို့မှတပါးကျန်ဝိဇ္ဇတို့များဟာလောကီဝိဇ္ဇတို့များဖြစ်ကြပါတယ်။အဲ့ဒီလောကီဝိဇ္ဇတို့များဟာအင်းစေပြဒါတန်စမမော်အကိရဲ့အစရှိတဲ့အတတ်ပညာများမှာတိတိပဝိဇ္ဇာများဂါရာမန္တန်မနိယတမထယောဂကတိုင်းဇန်အစရှိတဲ့အချင်းစရဏအချင်းပညာအပြင်တိတိပဝိဇ္ဇာဆိုပြီးနှမျိုးနှစ်စားကွဲပြားပြန်မှသေးတယ်။အတတ်ပညာကိုအားပြုတဲ့ဝိဇ္ဇတို့တွေကို လမိုင်းဝိဇ္ဇာအဝိဇ္ဇာလို့ခေါ်ကြပြီးအသိပညာအားပြုတဲ့ဝိဇ္ဇတို့များကတော့အထက်ဝိဇ္ဇာပောက်ဝိဇ္ဇာဆိုပြီးခေါ်ဆိုကြပါတယ်။ဒါကတော့ဝိဇ္ဇာဇောကြီးတပ်ပတိရဲ့အကြောင်းနဲ့၎င်းတို့ရဲ့တကိုးသိတိအစွမ်းတွေကိုကျွန်တော်လေ့လာထားသလောက်တင်ဆက်ပေးခဲ့တာပါ။နားထောင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြအောင်ပါ။